အလုံးမင်္ဂလာပါ VOC သတင်းဌာနကနေကြိုဆိုပါရစေ။ကျွန်မကတော့အေးတင်ကြပါ။ဒီကနေ့ April 22ရက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ယနေ့ရနာဆင်းရမယ့်သတင်းတွေကတော့ချင်းပြည်တောင်ပိုင်းကံပလက်မြို့နယ်မှာ CDF ကံပလက် Victoria တပ်ရင်းတစ်ကအသက်မပြည့်ကလေးငယ်တွေဖမ်းဆီးထားမှုကိုအ мян ဆုံးပြန်လွှတ်ပေးဖို့မိဘအုပ်ထင်းသူတွေကထပ်မံတောင်းဆိုလိုက်ပါတယ်။ ချင်းပြာခါမြို့မှာပြည်သူတွေကိုလက်နက်အားကိုနဲ့ငွေငှစ်ပြီးလူရဲမှုပြုလုပ်နေတဲ့စစ်ကောင်စီလက်အောက်ခံရဲတပ်သား၂ဦးကို CDF ဟာခါကဖမ်းဆီးထိန်သိမ်းလိုက်ပါတယ်။တရုတ်ရဲ့ကြောင်းဝင်ဆေးဆက်မှုအကူအညီနဲ့စစ်ကောင်စီရဲ့စစ်ရင်တန်းဟာရှမ်းပြည်နယ်မြောက်ပိုင်းကလာရှုမြို့ကိုဒီကနေ့ဧပြီလ22ရက်မနက်ပိုင်းမှာဝင်ရောက်လာတဲ့သတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာနောက်ဆုံးရသတင်းတွေတင်ဆက်ပေးဖို့ရှိပါတယ်။ ချင်းပြည်တောင်ပိုင်းကမ်ပလတ်မြို့နယ်မှာ CDF ကပလတ်ဝစ်တိုရီယာတပ်ရင်းတစ်ကအသက်မပြည့်ကလေးငယ်တွေဖမ်းဆီးထားမှုကိုအ мян ဆုံးပြန်လွှတ်ပေးဖို့မိဘအုပ်ထိန်သူတွေကထပ်မံတောင်းဆိုလိုက်ပါတယ်။ချင်းငင်အောင်ဖွဲ့ဝင် CDF ကမ်ပလတ်ဝစ်တိုရီယာတပ်ရင်းတစ်အနေနဲ့ကမ်ပလတ်မြို့နယ်မကြာအုပ်စုတွေက မကြားရွာလုံပေါက်ရွာမတီလောင်းရွာလေးဆောင်ရွာနဲ့ကြောက်တောင်ရွာတို့ကအသက်မပြည့်သေးတဲ့ကျောင်းနေရွေကလေးငယ်16ဦးနဲ့လူကြီးတဦးစုစုပေါင်း18ဦးကိုပြီးခဲ့တဲ့မလ28ရက်နေ့ကနေ30ရက်နေ့အတွင်းဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလို့မိဘအုပ်ထင်းသူတွေက VOC ကိုပို့လာတဲ့စာမှာဖော်ပြထားပါတယ် ဖက်စစ်ခံရတဲ့ကလေးသူငယ်တွေထဲမှာမတန်ဆွမ်းသူတွေအမျိုးသမီးဥဆောင်အိမ်ထောင်စုတွေမိဘမတန်ဆွမ်းသူတွေနိုင်ငံရေးချင်းတွေကြောင့်စာဝတ်နေရေးအဆင်မပြေလို့မိဘညီကိုတွေအဝေးရောက်နေသူတွေဖြစ်ကြပြီးကျောင်းနေရွေးကလေးငယ်တွေဖြစ်ကြတယ်လို့ဆိုပါတယ်။ဒါပြင်ဖက်စစ်ခံရသူတွေထဲမှာမောင်ထန်ဟုံးခေါ်မောင်ဟန်ထွန်းဟာ ခရီးသွားရင်စစ်ကောင်စီစစ်ကြောင်းနဲ့တူမီပြီးပိတ်ခတ်ခံရလို့တင်ပါမှာယခုတည်းကြီးစံမထုတ်ရသေးဘူးလို့လည်းဆိုပါတယ်။ကြံကလေးငယ်တွေမှာလည်းနာတာရှည်ယောဂသေးတွေလည်းပါဝင်တယ်လို့သိရပါတယ်။ CDF ကံပလဝီတူရီယာတရင်တည်းရဲ့လှုပ်ရက်ဟာပက်ခွေကားလို့ခေါ်တဲ့လူမျိုးရေးပြဿနာအဖြစ်သို့ဥတီမသွားစေရန်မတရားဖန်ဆီးထိမ့်သိမ်းထားတဲ့ကလေးသူငယ်တွေကိုသူတို့အုတ်ထင်းသူတွေထံမေလ ကြောင်းမဖွင့်ပြီးအမြန်ဆုံးပြန်အပ်နှံပေးကြဖို့မိဘအုပ်ထင်းသူတွေကထပ်မံတောင်းဆိုထားပါတယ်။ယခုဖြစ်စဉ်နဲ့ပတ်သက်ပြီး CDF ကံပလက်ကကလေးသူငယ်တွေကိုစစ်မှုထမ်းရန်ဖမ်းဆီးမှုမျိုးမပြုလုပ်ကြောင်းချင်းဝေါ်တည်င်းဌာနက April 16ရက်နေ့ကဖော်ပြခဲ့တာဟာလဲ CDF ကဗလက်အနေနဲ့သူတို့လုပ်ရက်ကိုတာဝန်ကင်းမဲ့စွာမြင်းဆုံမှုသာဖြစ်ပြီးတည်င်းမီဒီယာတွေအနေနဲ့မြေပြင်ထိကွင်းစင်းလေလာပေးကြဖို့ကိုလည်းဖန်ဆီးခံရတဲ့ကလေးငယ်တွေရဲ့မိဘအုပ်ထင်းသူတွေကတောင်းဆိုထားကြပါတယ်။ဆရာနာရှင်စနစ်ချုပ်ငင်းရေးစစ်မှန်သောလွတ်လပ်ရေးရရှိတဲ့အထိဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ပြီးပြည်တွင်းပြည်ပပြည်သူလူထုတရက်လုံးအနေနဲ့မိမိ ကျက်စွမ်းရအခန်းကဏ္ဍကနေကုငီပါဝင်ကြဖို့ CDF စုဖေကဆိုလိုက်ပါတယ်။ချင်းလန်းကောင်စီဖွဲ့ဝင် CDF စုဖေတပ်ဖွဲ့ကိုစစ်အာဏာရှင်စနစ်အမြင့်ပြတ်ချေမှုရင်းနဲ့ Federal Democracy ရရှိရေးအတွက်ဖွဲ့စည်းတည်ထောင်တာ April 16ရက်နေ့ကလင်းမြစ်ပြစ်ခဲ့ပြီးဖြစ်ပါတယ်။ ဒေါ်လာရေးလေးနှစ်ကာလအတွင်း CDF ဇောက်ဖေးရေးပေါ်စုစုပေါင်း16ဦးကတိုင်းပြည်နယ်လူမျိုးအတွက်အသက်ပေးလှခဲ့ရပြီးရေးပေါ်ပေါင်းများစွာထိခိုက်ဒဏ်ရာရရှိခဲ့သလိုကိုလက်အင်ကဆွန့်လွတ်ခဲ့ရသူတွေလည်းရှိတယ်လို့ CDF ဇောက်ဖေးဖွင့်စည်းတည်ထောင်ခြင်းလေးနှစ်ပြည့်ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်တိုင်းပြည်နယ်လူမျိုးအတွက်ဆွလွအနစ်နာခံခဲ့သောသူရဲကောင်းများအားလုံးကိုမှတ်တမ်းတင်ကုန်ပြုတ်အပ်ပါသည်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။တော်လိုင်းရေးခရီးရှည်ကာလအတွင်းအဖက်ဖက်ကနေ ပန့်ပိုးကူငီကြတဲ့ပြည်တွင်းပြည်ပပြည်သူလူထုအလုံးအပေါ်အထူးပင်ကျေးဇူးတင်ရှိကြောင်းလေးနှစ်တာကာလအတွင်းမဟာမိတ်ကောင်းပီတစွာယက်တီပေးကြတဲ့မဟာမိတ်ဖွဲ့စည်းများအားလုံးပေါ်မှာလည်းအထူးပင်ကျေးဇူးတင်ရှိသလိုရှစ်ဆက်ဒေါ်လာရေးလုပ်ငန်းများအတူတကွလက်တွဲဆောင်ရွက်သွားလိုကြောင်း CDF စုဖိတ်ကထုတ်ပြန်ထားပါတယ်။ ဆက်အနာရှင်စနစ်ချုပ်ငင်းကစစ်မှန်တော်လွတ်လပ်ရေးရရှိတဲ့အထိဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ပြီးပြည်ရင်းပြည်ပပြည်သူလူထုတရက်လုံးနေဖြင့်ဆူတောင်းခြင်းအဖြစ်၎င်းအလှူငွေအဖြစ်၎င်းမိမိတက်ဆွမ်းရာအခမ်းကဏ္ဍကနေကုင္ကြီးပတ်ပူပါဝင်ကြဖို့ CDF ဆိုဖေကတိုက်တွန်းနှိုးဆော်ထားပါတယ်။ ချင်းပြည်ဟာခမျိုးမှာဒေတာခံပြည်သူတွေကိုလက်နက်အားကိုနဲ့ငွေညှစ်ပြီးလူရုံမှုပြုလုပ်နေတဲ့စစ်ကောင်စီလက်အောက်ခံရဲတပ်သား၂ဦးကို CDF ဟာခါကဖမ်းဆီးထိန်သိမ်းလိုက်ပါတယ်အဲ့ဒီရေးတက်တာနှစ်ဦးဟာဟာခမျိုးပေါ်ကအပြစ်မြင့်ပြည်သူတွေကိုလက်နက်အားကိုဖြင့်ချင်းချောက်ကငွေနှစ်လူရက်မှုတွေပြုလုပ်နေတာကြောင့်ဧပြီလ22ရက်နေ့ကဖမ်းဆီးထိန်သိမ်းလိုက်တယ်လို့ CDF ဟာခကထုတ်ပြန်ပါတယ် အပြစ်မဲ့ပြည်သူတွေကိုဒုက္ခမျိုးစုံပေးနေတဲ့အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်တွေကိုဆက်လက်ပြီးလိုက်လံအရေးယူသွားမယ်လို့ CDF ဟခကဆိုပါတယ်။တရုတ်ရဲ့ကြောင်းဝင်စစ်ဆတ်မှုအကူအညီနဲ့စစ်ကောင်စီရဲ့စစ်ရင်နှန်းဟာရှမ်းပြည်နယ်မြောက်ပိုင်းကလာရှုမြို့ကိုဒီကနေ့ဧပြီလ22ရက်မနက်ပိုင်းမှာဝင်ရောက်လာတယ်လို့လာရှုမြို့ခံတွေကပြောပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်းအုတ်ချုပ်ရဲအတွက်စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းတချို့မရောက်ခဲ့ပြီးနောက် ။ဒီနေ့မှာတော့လာရှိုးမြို့ကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေပါတဲ့စစ်ရင်နန်းတွေဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။စီကောင်စီတရဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ရမခခနဲ့စစ်ကားအစီတရာကျော်အင်စီကားငယ်တရာနီးပါးစုစုပေါင်းကားအစီရေ200ကျော်ပါတဲ့စစ်ရင်နှန်းဟာမြန်မာနိုင်ငံအလံနဲ့ရခမနေဝန်းညီအလံတို့လွှင့်ထူကားလာရှုမျိုးတဲ့ပြန်လေဝင်ရောက်လာခဲ့ကြတာလို့လဲရှမ်းသာတော်စင်တရင်ဌာနကဆိုပါတယ် စစ်ကောင်စီရဲ့ရမခအပါဝင်လာရှုမြို့ကို MNDAA ကုကန်တိုက်နဲ့မဟာမိတ်တပ်ဖွဲ့တွေက10/29စစ်စင်ရေးကာလ2024အောက်ကောလပထမပတ်မှာ အပိတက်တင်ပိုက်ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။တရုတ်အထူးတမန်ထန်ရွှေကျန်ဟာလည်းလာရှုမြို့ကိုရောက်ရှိနေပြီးစစ်ကောင်စီရဲ့အမှတ်၁စစ်စင်ရေးအထူးဖွဲ့မှုဒုတိယဗိုလ်ချုပ်ကြီးကုကူဦး MNDAA တာဝန်ရှိသူတွေနဲ့လာရှုမြို့မှာဧပြီလ 2021ရဲ့နေ့ကတွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။တရုတ်အစိုးရဟာမြန်မာရေးကိုဝင်ရောက်ဆွတ်ဖက်နေပေမဲ့တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကတော့တရုတ်အစိုးရမှာအခြားတိုင်းဖြစ်ရဲ့ပြည်တွင်းရေးကိုကြားဝင်မဆွတ်ဖက်မှုကိုအလိုက်နာနေတယ်လို့မနေ့ကသတင်းစာရှင်းလင်းပွဲမှာပြောဆိုထားပါတယ်။ အားပြင်းငလင်ကြီးကြောင့်အဖြေထွားတွေမီးလောင်ပျက်စီးသွားတဲ့နေပြည်တော်မန္တလေးစကိုင်းတိုင်းနဲ့ကချင်ပြည်နယ်တို့ကတက္ကသိုလ်ဝန်ထမ်းကျောင်းသား6000ကျော်ကိုစာမေးပွဲပြန်ဖြေဖို့စစ်ကောင်စီရဲ့စာစစ်ဦးစီးဌာနကဒီနေ့ကြေညာထားပါတယ်။အဲ့ဒီဒေတာလေးခုကတက္ကသိုလ်ဝန်ထမ်းကျောင်းသားကျောင်းသူ62954တွေဟာဂျွန်လ16ရက်ကနေ21ရက်နေ့ထိစာမေးပွဲပြန်ဖြေဖို့စစ်ကောင်စီကကြေညာလိုက်တာဖြစ်ပါတယ် ဖြစ်စုခွင့်ကတ်တွေကိုတက်ဆိုင်ရာစာစစ်ဌာနတွေမှာဂျွန်လာတရက်ကနေ15ရက်အထိထုတ်ယူနိုင်တယ်လို့စာစစ်ဦးစီးဌာနကထုတ်ပြန်ပါတယ်။ကျောင်းသားတွေဟာယခုချိန်ရတဲ့ရက်ကနေစာပေပွဲရက်မတိုင်ခင်ထိရက်ပေါင်း55ရက်သာပြင်ဆင်ခွင့်ရမှာဖြစ်ပါတယ်။မလာ28ရက်ကနေလှုပ်ခတ်ခဲ့တဲ့ Richester 9.9အဆင့်ရှိစကိုင်းငလျင်ကြီးကြောင့်မန္တလေးတက္ကသိုလ်ပင်မဆောင်ဖြိုးကြပြီးမိလာမှုဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီဖြစ်စဉ်ကြောင့်အဲ့ဒီဖြစ်စဉ်ကြောင့်2024 2025တက္ကသိုလ်ဝန်ထမ်းဆောင်ပေပွဲမှာမန္တလေးစကိုင်းနေပြည်တော်နဲ့ကချင်ပြည်နယ်ကကျောင်းသားကျောင်းသူ6954ယောက်ဖြစ်ဆိုထားတဲ့အဖြေလွှာ၄သိန်းဒီပါမိလောင်ဆုံးရှုံးခဲ့တယ်လို့စစ်ကောင်စီကထုတ်ပြန်ပါတယ်။ အကြံဖက်စစ်ကောင်စီကမြန်မာနှစ်ကူအတာတကြံကာလအတွင်းလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့တာကြောင့်အရက်သားပြည်သူ92ယောက်သေဆုံးခဲ့တယ်လို့နိုင်ငံရေးကြီးတာများကုရေးဆောင်ရှောင်ရဲ့အသင်း AAPP ကမနေ့ကညပိုင်းမှာထုတ်ပြန်ပါတယ်။ စစ်ကောင်စီဟာနိုင်ငံတကာမှာမျက်နှာသာရစေရတဲ့အတွက်အကျဉ်းသားလွတ်ပေးမှုကိုဟန့်ပြတရုတ်ဆောင်နေပေမဲ့တစ်တစ်ကိုတခြင်းကာလတွင်မှာ စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းတနင်္သာရီတိုင်းကရင်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်တို့ကိုလေကြောင်းတိုက်ခိုက်မှုတွေဆက်လက်ကျူးလွန်နေခဲ့တယ်လို့ AAPP ကဆိုပါတယ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အယက်သားပြည်သူ21ယောက်သေဆုံးခဲ့တာကိုနာမည်နဲ့တကွာအတည်ပြုနိုင်ခဲ့ပြီးကြံသေဆုံးအယက်သား80ယောက်ရဲ့ဆိုင်းကိုလည်းအတည်ပြုနိုင်ရေးတိချောက်ယူစုဆောင်ထားတယ်လို့ AAPP ကဆိုပါတယ်2021ခုနှစ်အာနာသိန်းချိန်ကစားလို့2025ခုနှစ်ဧပြီလ21ရက်အထိအကြမ်းဖက်စစ်ကောင်စီနဲ့သူလက်ပါစီတွေကြောင့်မြို့ဥတုလာရေးကာလတွင်တည်ဆုံခဲ့ရတဲ့ဒီမိုကရေစီထောက်ရှားသူနဲ့ ီသူစုစုပေါင်း6520ရှိခဲ့ပြီလို့ AAPP ကဆိုပါတယ်။မကွေးတိုင်းကဖဲမြို့နယ်အတွင်းမှာဇန်နဝါရီလကနေဧပြီလထိတိုက်ပွဲပေါင်း23ကြိမ်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီဘက်ကပူမိုတီဟအောင်အပါဝင်63ဦးသေဆုံးပြီး18ဦးကိုအရှင်ဖမ်းမိထားတယ်လို့လူထုတော်လှန်ရေးမဟာမိတ်အင်အားစု PRA မကွေးကမနေ့ကထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီလ25ရက်နေ့ကနှစ်ရေကန်နေရှိစင်ကိုနာချံကိုကင်းပုံးဝရန်ရောက်လာတဲ့အင်အား20ခန့်ရှိစစ်ကောင်စီတပ်ကိုတိုက်ခိုက်တာဖေဖော်ဝါရီလ28ရက်ကနှစ်ရေကန်မြို့ဟာကုန်းကစင်လာသောအင်အား60ခန့်ပါစစ်ကြောင်းကိုဖျက်တောက်တိုက်ခိုက်တာမလ28ရက်ကပစီချေးရွာကနေလိုင်ချေးရွာကိုတက်လာသောအင်အား40ခန့်ပါစစ်ကြောင်းကိုလိုင်ချေးရွာလမ်းခွင်းနီးကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်ဒါပြင်မလ30ရက်ကမင်းဘူးခရိုင်အမှတ်2တက်ရင် နေပူပေါင်းပြီးပသိမ်မူရွာလမ်းပန်းရှိဗရန်မြို့ဝီဂိတ်ကိုပိတ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါရယ်။ဇန်နဝါရီလကနေဧပြီလအတွင်းတိုက်ပွဲကြီးငယ်ပေါင်း23ကြိမ်ဖြစ်ပွားခဲ့ပြီးဘူမူတီဟအောင်အပါဝင်63ဦးသေဆုံးပြီးဘူကြီးအောင်ငင်းချန်းဘူကြီးတင်ကိုထက်အပါဝင်စုစုပေါင်း78ဦးကိုအရှင်ဖမ်းမိထားတယ်လို့ PRA မကွေတပ်ဖွဲ့ကထုတ်ပြန်ပါရယ်။ ဖီယာရီမကွေးအနေနဲ့မဟာမိတ်တွန်လှန်ရေးအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးအမ်ပရန်စစ်စင်ရေးမှာပါဝင်ဆောင်ရွက်နေသလိုစစ်နယ်ဝင်ချစ်ထွေလုပ်နိုင်ရေးအတွက်လည်းကြပြိုင်တဲ့တဲအကောင့်တွေပေါ်ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။ VOC သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။